်အမော်ရင်ကလည်းဒီလိုမျိုးပွဲမျိုးတွေမှာပို့ပြီးတော့လုပ်ပြလေးရှိတယ်။နောက်တစ်ခုကမန်ယူကအာဆင်နယ်ကိုဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ပေါ့ဗျာ။အနိုင်ယူသွားတယ်ဆိုတော့ပွဲလေးတွေကလည်းရှိတဲ့အခါမှာတော့မန်ယူဘက်မှာလည်းရက်လက်ကောင်းဖို့အတွက်ညှိနှိုင်းချက်လေးတော့ရှိရလို့ကျွန်တော်ကတော့မြင်ပါတယ်။ ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါဒီပိုင်းကတော့ Super Sunday ပွဲကြီးပွဲကောင်းပွဲတော်တဲ့အစီအစဉ်ဖြစ်ပါရယ်။ Man United Arsenal ပါထောင်းဆိုင်အတိုင်းကျွန်တော်လည်းကိုရဲနေထုံးကျွန်တော်ညီကိုမြောက်ကခံမန်းတုံးသက်တက်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါရယ်ဗျာ။ကိုရဲနေထုံးရေမင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါ။ Manchester United အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ပေါ်ရယ်နော်။ဒါ Super Sunday ရဲ့ည7:00နာရီပါ။ကျွန်တော်တို့ဒါဒီပွဲနီးလာတဲ့အခါမှာ Arsenal က PSV ကို9ဂိုးသွင်းခဲ့တယ်။ဒီအချိန်မှာပြောနေကြတာကတော့ဒါ10ဂိုး2ဂိုး10ရက်လက်မျိုးနဲ့ပြန်ပြီးတော့ Arsenal ကအနိုင်ယူမယ်ပေါ့။ဒီလိုအတန်လေးထွက်နေပါတယ်။ကဲ Man United ဘက်ကနေစပါပြောရအောင်။ United နဲ့ပတ်သက်ပြီးတော့ကျွန်တော်သတိထားမိတာဘယ်လိုမျိုးလဲဆိုတော့ tactics ဘိုင်းကတိတ်ပြီးတော့အခြေအနေမကောင်းသလောက်ပေါ့နော်ခံစစ်ဘိုင်းကတော့ကြည်ကြည်လေးလေးရှိရလို့ကျွန်တော်မြင်နေပေါ့နော်ခံစစ်ဘိုင်းကြစ်လစ်တယ်ဆိုတာကလည်းအတိုင်းတာတစ်ခုစီတော့ရှိရဲ့ tactics ကဂိုးမသွင်းနိုင်တော့ဘူးဆိုရင်အဲ့ဘလောက်ပဲကြစ်လစ်ပါရဆိုတော့ခံစစ်ကအချိန်တိုင်တော့ဂိုးပေးရတယ်ပေါ့နော်ဒီလိုပုံစံနဲ့ပဲ United ကရလက်တွေစိုးနေရလို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ United ခံစစ်နေတဲ့ပေါ့နော် Arsenal ကစားသမားတွေရဲ့ဒီ penalty area အတွင်းမှာယူလာတာတွေကိုဟန်တားနိုင်ဖို့တော့လိုအပ်ပါတယ် နောက်ဆုံး6ပွဲမှာပွဲတိုင်းဂိုးပေးရတဲ့ United ရဲ့ခံစစ်ကအာဆင်နယ်ရဲ့လက်ရှိမှော်ဝင်နေတဲ့တိုက်စစ်ကိုတော့တားဆီးနိုင်ဖို့ခတ်ပါလိမ့်မယ်။အာဆင်နယ်ကလည်းဒီ PSV ကိုအနိုင်ယူထားပြီးတော့စိတ်သက်သက်ကြွနေမယ်။အဲ့ဒီစိတ်သက်ပိုင်းအသာချမ်းနဲ့ပဲဒီပွဲစဉ်မှာဖွင့်ကစားလာမယ်ဆိုရင်တော့မန်ယူတက်တော့ခွင့်ရည်တွေအများကြီးရသွားနိုင်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ပြီးတော့မန်ယူတင်းကအာဆင်နယ်နဲ့တွေ့ပြီဆိုရင်တေချာအားထက်ကစားတတ်တယ်ပေါ့နော်။၁၀ရောက်၁၁ရောက်မှာအနိုင်ရထားဘူးတဲ့စိတ်သက်ပိုင်းအတရားမှုကိုယူနိုက်တက်ကစားသမားတွေအသုံးချလာနိုင်တယ်လို့ကျွန်တော်ထင်တယ်။ ပြီးတော့ဒီပွဲစဉ်မှာတက်စင်မူချီတို OB မာတင်နဲ့နောက်ကန်လို Heaven တို့ကစားခွင့်ရကောင်းရနိုင်တယ်ပေါ့နော်ဒီကစားမှာနှစ်ယောက်လုံးနဲ့ Arsenal ပြိတ္တတွေကြားမှာဖြစ်တာရဲ့ဒရာမာကြောက်လေဒီပွဲစဉ်မှာသူတို့နှစ်ယောက်ဒါတစ်ခုခုလုတ်ပြလိုက်ပြီဆိုရင်ပြောစရာပိုပြပြောစရာပိုပြီးတော့မြောင်းအောင်ပဲပေါ့နော်ပြီးတော့ United ဘက်မှာဆိုရင် Bruno Fernandes အပြင်စောက်ကြည့်ရမယ့်ကစားမှာဇက်စီးပါဇက်စီးရဲ့ကစားပုံကဒီ United အတင်းမှာဆိုရင်ပေါ့နော် Bruno ပြီးရင်တော့အကောင်းဆုံးအနေထားမှာရှိရလို့ကျွန်တော်မြင်တယ်နောက်တန်းမှာဆိုတော့ဒီလေးပေါ့နော်အရှိတန်းမှာဆိုတော့ဒီ ဇက်စီးနဲ့ဘရူနိုဖာနန်ဒက်ပေါ့ဒီကစားမနှစ်ယောက်ရဲ့တိုးအားနဲ့အလုပ်လုပ်နိုင်စွမ်းကပဲယူနိုက်တက်ဂိုးရမရပေါ့အများကြီးမူတည်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ပြီးတော့ယူနိုက်တက်ကကျတော့ဒီအားဒီမှာအတင်းကြီးချင်းကစားပြီဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လောက်ပဲအရင်ပွဲတွေရလက်ရလက်ပိုင်းကဆိုးရွားပါစေအတင်းကြီးချင်းကစားပြီဆိုတာ ਨੇ တင်းကန်တဲ့အခြေအနေမျိုးတွေရှိတာကြောင့်ဒီပွဲစဉ်မှာလည်းဂိုးပြက်ဆိုတဲ့ရလက်မျိုးတစ်ပေါ့နော်ကြည်ကောင်းမဲ့ပွဲတစ်ပွဲတော့ဖြစ်လာမယ်လို့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့ပါနောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ဒါ Real Sociedad ကိုနိုင်ခဲ့တင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ပွဲပြီးကန်ဒီမှာလည်း Sociedad ရဲ့ဖိအားပေးမှုတွေကြောင့်ရှုံးသွားနိုင်တယ်ဆိုတဲ့အခြေအနေလေးတွေလည်းရှိတယ်ပြီးမှဆိုတော့မျှတခဲ့တဲ့အနေအထားလေးတော့မြင်ရပါတယ်ပေါ့နော်အဲဒီပွဲစဉ်မှာကျွန်တော်သဘောကျတာကတော့ဘာလဲဆိုတော့ Man United ရဲ့တိုက်စပ်ပိုင်းပေါ့နော်ဒီလိုအနေအထားကကျွန်တော်ဖြစ်ချင်လာကြပြီဒါကဘာလဲဆိုတော့ Zezzy Point လို့ Garnacho ဆိုတဲ့တိုက်စပ်ပိုင်းပေါ့နော်ကျွန်တော်ပြောမယ်ဆိုတော့ကျွန်တော် Garnacho ကညာစဉ် Zezzy က ဘယ်ချမ်းဘယ်ချမ်းဆိုမဲ့သူကအလဲထိစင်ပြီးကစားတယ်ဒီလိုအခြေအနေ တွေ့ရတယ်ဒါပေမဲ့လက်ရှိလူစင်းမှာတော့ဒီတိုက်ဆက်ကအကောင်းဆုံးပဲကျွန်တော်တို့ဒီလိုပဲသုံးရမှာပဲဇက်စီကတော့တကယ်ကိုအစွမ်းပြတယ်ဒါဇက်စီမန်ယူကိုရောက်လာတော့ကျွန်တော်တို့ညောင်ပြောခဲ့ပူပါတယ်သူကလိုရရင်တောင်ဝယ်မှာလည်းသုံးလို့ရတယ်ဆိုတာအခုတော့တောင်ဝယ်မှာတော်တော်ကြီးကိုအလုတ်ဖြစ်နေတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဒါပေမဲ့ဒီလိုအချိန်မှာတော့တစ်ဖက်ကကာနာချိုးကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲတိုးပါတယ်ရုံးပါတယ်ဒါပေမဲ့ကန်ရင်တော့တလွဲရင်ရဲဆိုတာကတော့ပြင်မပြင်နိုင်သေးပါဘူးเนาะအဲ့တော့ဒါ Manchester United ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်တော့ဒီအသင်းကခြေစွမ်းပုံမှန်မရှိဘူးလို့ကျွန်တော်ကတော့မြင်တယ်ဒါ Premier League မှာလည်းတော်ရုံအသင်းဆိုလို့ရှင်လည်းမနိုင်ပါဘူးဒီလိုအခြေအနေဖြစ်နေတယ်ဒဏ်ရာတွေမျာ တယ်ပြီးတော့လူလည်းမရှိဘူးဒီလိုအခြေအနေတွေဖြစ်နေတဲ့အပြင်ဒီနေရာမှာကျွန်တော်တို့မျောတဲ့ကစားသမားနှစ်ယောက်ရှိတယ်ဒါကမေဆန်ပေါင်းနဲ့လူရှော်ပေါ့သူတို့နှစ်ယောက်ကလည်းမျောလေကြာလေမျောလေကြာလေဆိုသလိုပဲသူတို့နှစ်ယောက်ပြန်လာရင်အသက်အနည်းလေးပိုပြီးတော့ကောင်းလာနိုင်တယ်ဒါပေမဲ့သူတို့ကလည်းပြန်မလာဘူးရှေ့ရလူတွေကလည်းဒဏ်ရာတွေရဆိုတော့အားရစရာကတော့နည်းပါတယ်ကျွန်တော်တို့အရန်ဆင်းနေမှာဆိုလို့ရှိရင်တော့ဘယ်သူမှတော့မှမရှိပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကမန်ယူမှာကျွန်တော်တို့သတိထားမိတာတကူကပါလဲဆိုတော့ဒီအသင်းကအောက်အသင်းဆိုလို့ရှိရင်ပိုပြီးတော့ကောင်းတက်တယ်ဆိုတော့အချက်ရှိတယ်အမော်ရင်ကလည်းဒီလိုမျိုးပွဲမျိုးတွေမှာပိုပြီးတော့လုတ်ပြလေးရှိတယ်နောက်တစ်ခုကမန် န်ယူကအာဆင်နယ်ကိုဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ပေါ့ဗျာအနိုင်ယူသွားတယ်ဆိုတော့ပွဲလေးတွေကလည်းရှိတဲ့အခါမှာတော့မန်ယူဘက်မှာလည်းရက်လက်ကောင်းဖို့အတွက်ညှို့နှင်းချက်လေးတော့ရှိရလို့ကျွန်တော်ကတော့မြင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဆင်နယ်ဘယ်လိုသွားချင်လဲပြောပြပေးပါဦးအာဆင်နယ်အတွက်ကတော့ဒီပွဲစဉ်ကအကျွေးပြန်ဆက်ရမယ့်အခြေအနေလို့ကျွန်တော်မြင်တယ်ပေါ့နော် FA ဖလားမှာရှုံးသွားတယ်ဗျာ United လည်းနောက်ပိုင်းတော့ရှုံးပြီးပြုတ်သွားတယ်ဒါပေမဲ့ Arsenal ရှုံးခဲ့တဲ့ရှုံးကတော့ရှုံးချက်ပို့ပြီးတော့နာတယ်ပေါ့နော်တော်တော်လေးလည်းလူပြောစရာဖြစ်ခဲ့တယ်ပေါ့အဲ့ဒီပွဲစဉ်ရဲ့ရလဒ်ကိုလည်းဒီပွဲစဉ်မှာ လုံးဝကိုမေ့ပျောက်သွားအောင်လုပ်ပြချင်စေတော့အာဆင်နယ်ကစားသမားတွေမှာရှိနေမှာတည်ကြတယ်။ပြီးတော့ကျွန်တော်ခုနကပြောသွားခဲ့တဲ့လုံးဝကစားသမား၂ယောက်ပေါ့ချီတို OB မာရင်နဲ့ Heaven ပေါ့။မင်းတို့ရွေးရတဲ့အသင်းမှားကြောင်လုပ်ပြရမှာလေးတော့ရှိပါတယ်။ဒါပေမဲ့ PSV ကိုဂိုးပြတ်နိုင်ခဲ့တဲ့ဆိုပေမဲ့လည်းအာဆင်နယ်ကပရီးမီးယားလိမှာပေါ့နော်။နှစ်ပွဲဆက်နိုင်ပွဲပျောက်သွားပါတယ်။ ျွန်တော်ထင်တာတော့တည်ရမလားပြင်းပြလေးကလည်းမရနိုင်တော့တဲ့အခြေအနေမှာတော့အာယုံမဆိုင်တော့ပဲနဲ့ချန်ပီယံလိဖလားကိုပဲအာယုံဆိုင်တော့မလားမသိဘူးပေါ့နော်ဒါမျိုးလေးတော့ကျွန်တော်ထင်တယ်ပြင်းပြလေးကလည်းသူတို့ရွှေဖလားကိုတော့ရာဘူးလားတော့ချန်ပီယံလိပါရာသွားပြီဆိုရင်အစင်တွေကပြီးပြည့်စုံပြီးပြည့်စုံသွားပြီပဲဒါပေမဲ့လည်းဖြစ်နိုင်ကြရတော့အများကြီးနည်းပါတယ်ပေါ့နော်ခေါင်းလေးကဘိုင်းကကြည့်မယ်ဆိုရင်လည်းမန်ယူနဲ့အစင်တွေဆိုတာကအစင်လာပြန်ပြက်တွေလည်းဖြစ်တာကြောင့်ကိုကအခုချိန်မှာတက်နေရဲ့အချိန်မှာတော့အတားရနေရဲ့အချိန်မှာတော့တခုခုတော့လုံးပြချင်းစိတ်ရှိမှာတော့တည်ကြတယ် တက်စီပိုင်းပြဿနာကိုလည်းအပြေရှာတွေ့ထားတဲ့အတီတာကဒီပွဲစဉ်မှာတွင်းကိုတွေဖောဖောတည်တည်ညင်ညင်ပါပဲဗျာ PSB နဲ့ပွဲမှာသူတို့ရတာတဲ့အစဒီ United နဲ့ပွဲမှာလည်းတကူကူလုံးပြမယ်ဆိုတာအတီတာရဲ့ဒီတက်စီပိုင်းပြဿနာဖြစ်ရှင်းတဲ့ကိစ္စကပြည့်ပြည့်စုံသွားပြီလို့ကျွန်တော်မြင်တယ်ပေါ့နော်တစ်ဖက် United အသင်းကလည်းဒီကစားသမားတွေရရောအသင်းလိုက်ပုံစံရရောဘာမှယုံကြည်လို့တော့မရဘူးအားနည်းမှုပြည့်ရှိရဲသူတို့ကောင်းနေတဲ့ပွဲဆိုရလဲလက်ချိုးကြီးလိုရတဲ့အခြေအနေမျိုးပါပေါ့နော်အစင်နဲ့တော့ဒီပွဲစဉ်မှာတော့အမှားမကန်သေးဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်အနိုင်ရလက်ကိုပေါ့နော်ပြည့်ပြည့်တသား ုံဖော်ပြီးတော့ရယူသိမ့်တဲ့ပွဲလို့တော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့အပေါ်ပေါ့ဒီအာဆင်နယ်အပေါ်အမြင်ကိုကျွန်တော်ပြောမယ်ဆိုတော့အာဆင်နယ်ကထင်သလောက် ကောင်းနေတာမဟုတ်ဘူးလို့တော့ကျွန်တော်ပြောချင်တယ်။နောက်ဆုံးကစားထားတဲ့၅ပွဲမှာရှုံးဝဲ၂ပွဲပါနေတယ်။ဒီအချက်ကိုကြည့်ပြီးတော့အာဆင်နယ်ဆိုတာနဲ့အရင်ကလိုမျိုးဒီဘက်အာဆင်နယ်အနိုင်ပါပဲဆိုရင်ကျွန်တော်တို့ပြောလို့မရဘူး။တိုက်စစ်မှာလူမရှိတဲ့အနေအထားကြောင့်အာဆင်နယ်အာရော့ပါတယ်။ဒီအချက်ကိုကျွန်တော်ပြောချင်တယ်။ဒါပေမဲ့ PSV ကို9ဂိုးသွင်းလိုက်တဲ့အချိန်မှာဝက်ဆန်နယ်ဘွဲကရှယ်ပြောခံခဲ့ရတဲ့အာဆင်နယ်ကအရန်ကောင်းတဲ့အာဆင်နယ်ဆိုပြီးတော့နေချင်းကြချင်းပြောင်းနေပါတယ်။ဒါတွေကတော့နည်းနည်းလေးထူးဆန်းနေတယ်ပဲပြောရမယ်။အဲဒီအချိန်မှာမန်ယူကို၈ဂိုး၂ဂိုးနဲ့ရှုံးခဲ့တဲ့ရလမျိုးဒီခါမှာသူတို့ကပြန်ပြီးအနိုင်ယူမယ်ဆိုတဲ့အတန်မျိုးကြီးလည်းကြားလာရတယ်။ပြောမယ်ဆိုလို့ကျွန်တော်ဒါပ ေါ့မျိုးသိထားတာတွေတော်တော်များတဲ့ပုံစံတော့အာဆင်နယ်ဘက်မှာရှိရလို့ထင်ပါတယ်အာဆင်နယ်နဲ့မန်ယူရှင်းကြည့်မယ်အာဆင်နယ်ကမန်ယူထက်တော့အကုန်တားတယ်ကစားကွက်ပိုင်းတားတယ်လူမဆုံတဲ့တိုက်ဆက်ကလည်းဂိုးအများကြီးသွင်းနိုင်စွမ်းရှိတယ်ပြီးခဲ့တဲ့ပွဲအရာပေါ့နော်ပြီးတော့အလဲတန်းတားတယ်နောက်တန်းတားတယ်ဂိုးလည်းတားတယ်ဗျာအကုန်လုံးတားနေတာပြောမယ်ဆိုလို့ရှိရင်ဒါမာရီနိုကလည်းတိုက်ဆက်မှုတစ်ယောက်လိုမျိုးအဆုံးသက်ပိုင်းအရင်ကောင်းနေတယ်တင်းငိမ့်နေတယ်ပေါ့နော် အရန်ကောင်းပါတယ်ဒါပေမဲ့အာဆင်နယ်မှာကောင်းနေတဲ့အရာကဘာလဲဆိုတော့အရေးကြီးလာပြီအာဆင်နယ်ဟာဒီပွဲကိုနိုင်အောင်နိုင်ရတော့မယ်ဆိုလို့ရှိရင်အာဆင်နယ်ဟာမနိုင်ဘူးဒီလိုအရာတွေကြောင့်ပဲအာဆင်နယ်ကဆူပလိုက်နဲ့ဝေးနေတာဒီရာသီမှာလည်းဒီအခြေအနေကိုကျွန်တော်တို့ကထပ်တလဲလဲမြင်ခဲ့ပြီးပါပြီအနည်းဆုံးဝက်ဆန်ပေါ့နိုင်မို့လို့တယ်မနိုင်ဘူးအရာအလုံးပြီးပါတယ်အဲ့တော့ဒါကိုမပြေနိုင်သေးသေးသေးကတော့အာဆင်နယ်ဟာဆူပလိုက်ယူနိုင်ဖို့ခက်နေအောင်မယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အခုပွဲမှာဆိုလို့ရှိရင်အာဆင်နယ်ကမန်ယူကိုနိုင်ဖို့အတွက်ဆိုလို့ရှိရင်အခွင့်အရေးတွေအများကြီးမှအများကြီးရှိတယ်ဒါပေမဲ့အားလုံးပြောနေကြသလိုမျိုးပေါ့ဂိုးပြက် ကြီးဖြစ်သွားမယ်လို့တော့ကျွန်တော်ကတော့လုံးဝမထင်ဘူးပဲကျွန်တော်ပြောချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ Man United နဲ့ Arsenal ရဲ့ကိုရက်လက်ခံမဲ့လည်းပဲသွားစင်တဲ့ခံမဲ့ပေးပါအောင်။လက်ရှိနေသားရဆိုရင်တော့ United ဘက်ကနေ Arsenal ကိုနိုင်ဖို့ဆိုတာကတော်တော်လေးခက်တယ်ပေါ့နော်။ဟုတ်ပါတယ်။ Arsenal ကဒါဒီပွဲစဉ်မှာပေါ့နော်။ဒီနိုင်တဲ့တည်ရဆိုတဲ့ရလက်နှစ်ခုတည်းရွေးချယ်စရာပို့ပြီးတော့များလိမ့်မယ်အသင်းလို့ကျွန်တော်မြင်တယ်ပေါ့နော်။လက်ရှိခြေစမ်းပိုင်းရရော Arsenal နဲ့ United တို့ရဲ့အဆင်ရည်တည်မှုရရောပေါ့နော်အရာရာခြုံငုံပြီးတွက်ကြည့်လိုက်တဲ့ဆိုဆိုရင်တော့ဖြစ် ဒီပွဲစဉ်မှာတော့ Arsenal က United ကိုမရှုံးလောက်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့လည်း United ကလည်းအိမ်ဝင်ဖြစ်နေတာရဲ့အတင်းကြီးဆိုရင်တင်းကန်တတ်တဲ့ အခြေအနေမျိုးတွေရှိတာကြောင့် United ဘက်ကလည်းမရှုံးအောင်ပေါ့နော်အားဆိုင်ကစားလာမျိုးလို့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့။အဲဒါကြောင့်မလို့ဒီပွဲစဉ်မှာတော့တစ်ဖက်ကိုတကိုးစီကိုတေးရလက်လောက်နဲ့ပွဲပြီးဆုံးအောင်လို့ကျွန်တော်ခန့်မှန်းလိုက်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ထောက်ဒီပွဲမှာလည်းအမြင်တူပါရဲ့ပေါ့နော်ဒါဒီတစ်ဖက်မှာတော့အမြင်တူတယ်ကိုရလက်လေးပဲနဲ့လေးကွဲရလို့ကျွန်တော်ကတော့ပြောစင်တယ်။ကိုရထုံးပြောသွားသလိုပါပဲကျွန်တော်လည်းအဲ့လိုလေးတွေးတယ်အဲ့လိုလေးတွေးတဲ့ခါမှာကျွန်တော်ဒီပွဲမှာတော့တေးရလက်ကိုပို့ပြီးသဘောကျမိသွားတယ်။မန်ယူကလည်းအာဆင်နယ်နဲ့ဆိုစူးစမ်းရဆိုတဲ့အခြေအနေအာဆင်နယ်ကလည်းလက်ရှိဟိုခုနကိုသွင်းခဲ့တယ်ဆိုမဲ့တိုက်စစ်မှာလူမဆုံတဲ့အခြေအနေဒီလိုအခြေအနေလေးကြောင့်ဒီပွဲစဉ်ကတော့ကျွန်တော်ကတော့ တည်ရတော့ဖြစ်မယ်ထင်တယ်ဒါပေမဲ့မထင်မှာဖဲနဲ့ဂိုးများသွားမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့အာဆင်နယ်နဲ့မန်ယူတစ်ဖက်နှစ်ဂိုးစီနဲ့တည်ရကြပါမယ်လို့ခံပန်းလိုက်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုနှစ်ယောက်ပြောသွားခဲ့တာကတော့ Super Sunday ရဲ့အကောင်းဆုံးပွဲမန်ယူအာဆင်နယ်ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစုံမှာလည်းအမြင်တူပါတယ်ကျွန်တော်ညီကိုမျှော်စောင်းကတော့တရေရက်ကိုရွေးချယ်ထားပါတယ်လက်တွေ့မှာဘယ်လိုဖြစ်လာမလဲစောင့်ရင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲနောက်လာမယ့် The Premier's Way အားသားစီစဉ်ကောင်းနေမှာပြည်သူတွေနဲ့ကျွန်တော်ညီကိုတို့ကလည်းပြန်ပြီးတော့ဆုံတွေ့ကြပါသေးတယ်လို့ပြောနေတယ်ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ